ဇလန်းဆာမှာတော့မြို့သမီးတယောက်ကမွေးရင်းစကလေးကိုမိဘမဲ့ကြီးအားမှာလာထားတော်ရီကလေးနဲ့သူဆွဲကျွေးရဲ့ဆောင်ရွက်တရက်ကိုလည်းထားခဲ့ပါတယ်ကလေးနာမည်ကပီတာဖြစ်ပြီးတော့ရေရောက်လာတော့ကီယာကရွေသူဖြစ်တဲ့မျိုးမျိုးနဲ့ဒေါ်လီခင်သွားကြတယ်စီတွင်းကာလာမို့လို့နေရာတိုင်းမှာစားနေကနေပါနေပါတယ်ဒါပေမဲ့ကီယာမှာအရင်ကထက်အများကြီးရောက်နေရတဲ့ဒီချားမိတဲ့ပီတာကကီယာမှုဖြစ်တဲ့ဒေါ်တော်ကြီးပေါ်ထားရလို့တန်တရားဝင်နေပါတယ်ဒါကြောင့်ပီတာကမျိုးမျိုးနဲ့ဒေါ်တော်ကြီးခန်းထဲကိုခိုးဝင်တော့ပီတာထင်းတယ်လို့ပဲရိတ်ခါကြီးပတ်ထားတာကိုတွေ့လိုက်ရပါတယ်နောက်တော့လျှော့ကန်နဲ့ရောက်သွားပြီးတော့ကလေးတွေရဲ့ဖိုင်နယ်တွေကိုတွေ့လိုက်ရတယ်ပီတာဖိုင်နယ်မှာလေးရေးဆောင်ရွက်တရက်တွေ့လိုက်ရပါမယ်ပီတာကစားသိမ်းမဖတ်တဲ့လို့မျိုးမျိုးကဖတ်ပြပါ ါတယ်။စာရဲမှာပီတာကတာမန်ထဲတူးချတဲ့အကြောင်းမေဖြစ်သူကရေးထားတာဖြစ်ပါတယ်။ခဏနေတော့တော်တော်ကြီးရောက်လာပြီးတော့ပီတာတို့ကိုမိသွားတော့လေးရေးစာကိုဖြစ်လိုက်ပါတယ်။ပီတာလည်းစိတ်တို့သွားပြီးတော့အပြေးတွေကိုပြန်ယူချလိုက်တယ်။ညကျတော့ပီတာကကလေးတွေခဏခဏပျောက်နေရဆိုတဲ့အကြောင်းမျိုးမျိုးနဲ့ပြောကြပြီးတော့သတိနဲ့အိတ်ဖို့စဉ်းစားလိုက်ကြတယ်။ကလေးတွေအိတ်နေတဲ့အချိန်မှာတော်တော်ကြီးတို့ကပင်လယ်မြအလံကိုဂေအားထိတ်မှထောင်လိုက်ကြတယ်။တိတ်မကြခင်မှာပဲအပေါ်ကလူတွေချိုးကျိုးနဲ့ဆင်းလာပြီးတော့ကလေးတွေတယောက်ပြီးတယောက်ဆွဲခေါ်သွားပါတယ်။သတိနဲ့အိတ်နေကြတဲ့ပီတာကိုလည်းနိုးသွားတော့ဂရင်းအောက်ကိုဝင်ပုံပြီးတော့တကားပြင်ဘက်ကိုထွက်ဖို့လုပ်ပါတယ်။ဒါမှမဟုတ်ပင်လယ်မြအိမ်နဲ့တပွဲတဲ့ပြည်တဲ့တော်တော်ကြီးပေါ်လာတော့ပီတာကိုလည်းကြောင်ပိတ်ပြီးတော့အ ဆွဲခံလိုက်ရပါတယ်။အပေါ်ရောက်တော့တင်မောပြန်တစ်ခုပေါ်ကိုရောက်နေမှန်းသိလိုက်ရတယ်။မြေမြော့ကတော့အလျင်မြန်ပဲတင်မောဘောကနေခုန်ချလိုက်တာလူသွားပြီမဲ့ပီတာကတော့ပါသွားပါတယ်။ခဏနေတော့တင်မောပြန်ကြီးကတခြားကဘာတစ်ခုကိုရောက်သွားပြီးတော့ကျွန်းတစ်ခုကိုရောက်လာတယ်။ကျွန်းကနေစင်တိုင်းနေကားထားတဲ့နေမြေကိုရောက်တော့နေမြေကောင်းဆောင်ဖြစ်တဲ့ကိုမုတ်စိတ်ကိုတွေ့လိုက်ရတယ်။ကိုမုတ်စိတ်ကကလေးလေးကိုဖမ်းခေါ်ပြီးတော့မိုင်းတူးတဲ့နေရာမှာခိုင်းစားနေသူပါ။ပထမရက်မှာပီတာကမိုင်းစာတူတော့ဘာအုပ်ထူးနေလဲဆိုပြီးတော့အလုသမားကောင်းဆောင်ကိုလုံးကိုမေးလိုက်ပါတယ်။ကိုလုံးကနတ်သမီးကြောက်တဲ့မျိုးကိုဒူးနေရဆိုပြီးတော့ကြောက်ပုံစံထုတ်ပြပါတယ်။နောက်တော့ပီတာတို့လိုပဲငငယ်ကလေးကအလုလုလာတဲ့ကြော်ကြီးကစကားလာပြောပါတယ်။နောက်ရက်မှာပီတာနဲ့သမီးကြောက်က ိုတွေ့ရပြီးမြဲတခြားလူကလူသွားပါတယ်ပီတာပြန်တော့လူတဲ့သူကပီတာသူ့စီကခိုးကြည့်နေတာဆိုပြီးတော့ဆွဆွဲပါတယ်ဒါကြောင့်ခတားနေတော့အလောက်မှာပြစ်လုတဲ့သူတွေကိုအမြင်ကနေတွန်းချပြီးတက်ဖို့ကိုမုတ်စိတ်ရောက်လာပါတယ်ပီတာကိုကိုမုတ်စိတ်ကကန်ချလိုက်ပြီးမြဲတိုးအလောက်မှာပီတာကဆက်ပြုတ်မကြပါနဲ့သူ့လိုလိုလေးပေါ်ပြန်နေပါတယ်ဒါနဲ့ကိုမုတ်စိတ်အပါအဝင်အကုန်လုံးကအံ့ဩသွားကြတယ်ပီတာလည်းပြန်နိုင်လို့ပြောနေတဲ့အချိန်မှာကိုအန်ကိုမထိန်နိုင်တော့ဘဲနဲ့အောက်ကိုပြုတ်ကြပြီးတော့ဒီမိသွားပါတယ်ညလာတော့ကိုမုတ်စိတ်ကိုတွေ့လိုက်ရပြီးတော့ကိုမုတ်စိတ်ကဒဏ္ဍာရီဇလန်းတဖို့ကိုပြပြလာပါတယ်အရင်ကနှစ်သားတစ်ပါးနဲ့လူမျိုးသမီးတို့မုစကူတူးကြပြီးတော့ကလေးတယောက်ရခဲ့ဘူးကြောင့်အဲ့ဒီကလေးကရွေးချယ်ခံရသူဖြစ်ပြီးတော့သူ့ ကိုပြန်လာတတ်မယ်ဆိုတဲ့အကြောင်းပါပြီးတော့ပြကြလေပင်ကဆွဲကြိုးကိုတွေးလိုက်တာမလို့ရွေးချယ်ခံရသူမှန်ကုံမိုးစိတ်ကတည်သွားပါတယ်တိုင်းပြည်မှာရွေးချယ်ခံရသူကိုစောင့်နေတဲ့လူရမ်းမျိုးနွယ်ကရှိနေတာမလို့ပီတာသူတို့စီရောက်သွားမှာကိုကုံမိုးစိတ်ကစိတ်ပူနေပါတယ်ဒါကြောင့်ပီတာကိုအချုပ်တဲထည့်ထားလိုက်ပြီးတော့ခဏနေတော့ပီတာဘေးကအချုပ်ခံကိုကြော်ကြီးရောက်လာပါတယ်ကြော်ကြီးကနိုင်ရဖောက်နိုင်တဲ့ဘုံတလုံးကိုလှုပ်ထားကြောင်းပီတာကပြန်နိုင်တာကြောင့်အတူတူထွက်ပြေးဖို့ကမ်းလှမ်းလာပါတယ်ပီတာကလည်းသူ့အမေကိုရှာပင်းလက်ခံမယ်ဆိုတော့ကြော်ကြီးကသဘောတူလိုက်ပြီးတော့ဘုံကိုခွဲလိုက်ပါတယ်နောက်တော့စိတ်ကောင်းရှိတဲ့လူသမားကောင်းဆောင်ကိုလုံးကိုပါအကူအညီတောင်းလိုက်ပါတော့တယ်ကိုလုံးလည်းသူ့ပါအတူတူထွက်ပြေးမယ်ဆိုပြီးတော့လိုက်လာတယ်ခုနကပီတာပြန်နိုင်တာကသူ့လို လို့ဖြစ်လာတာမလို့အခုကျတော့မပြန်တတ်တော့ဘူးဖြစ်နေပါတယ်။ဒါနဲ့တောင်းတာတင်မောပြန်တစ်ခုပေါ်ကိုကြာသွားတော့ကုမုတ်ဆက်ရဲ့လူတွေကလည်းနောက်ကလိုက်လာပါတယ်။ကျော်ရီလည်းပြင်းပြင်းနဲ့တင်မောပြန်ကတောအုပ်ထဲကြာသွားပြီးတော့အကုန်ပြက်စီးကုန်တယ်။ညကျတော့တော်ထဲမှာပဲနေကြရင်အရာမငါကြီးနဲ့ကောင်လိုက်တာကိုခင်ရလို့ဖင်လုံးအောင်ပြေးရပါပြီ။ကန်ကောင်းညင်တော့လူရိုင်းမျိုးတွေကမင်းသမီးကေတီနဲ့သူ့လူတွေလာခဲ့လိုက်လို့အသက်ဘေးကနေလွတ်သွားပါတယ်။ကျော်ရီကတော့ကေတီကိုဖောင်းချုံမလို့ရှိသေးတယ်။ကေတီလည်းကြီးစားစားလိုက်ရလို့ခဏလောက်နေပြန်ဖို့တက်သွားလိုက်ရပါတယ်။သတိပြန်ရလာတော့ဇောက်ထိုးကြီးကြိုးချီခံရပြီးတော့ပီတာကိုလည်းကြိုးချီခံရတာကိုတွေ့လိုက်ရတယ်။ကေတီကလည်းသူတို့မျိုးနွယ်စုတွေကသူရဲ့ကောင်နဲ့ချရမယ်ဆိုပြီးတော့ကြိုးဖြတ်ပေးလိုက် က်ပါတယ်။ဒါပေမဲ့ကျော်ကြီးရဲ့ဤစိတ်နေတော့ပီတာကကျိုးကိုအတင်းပြုတ်ပြီးတော့ဝင်ကူပါတယ်။အဲ့ချိန်လူရိုင်းကောင်းဆောင်ကပီတာဆွဲကျိုးကိုတွေ့သွားလို့ရွေးချယ်ခံရသူမှန်တီးသွားပါတယ်။အဲ့ဒါနဲ့ပဲပွဲကိုရက်ခံလိုက်ပြီးမော်မြေပုံကိုပြိုင်နဲ့ကိုမုတ်စိတ်နဲ့နတ်သမီးတန်းပြီအကြောင်းပြောပြပါတယ်။ကိုမုတ်စိတ်ကနတ်သမီးကြောင့်နဲ့အမြဲတမ်းပြောင်းလုံနေရဖြစ်ပြီးတော့ထာဝရအသက်ရှင်ဖို့အတွက်နတ်သမီးတန်းပြီကိုရှာနေရဖြစ်ပါတယ်။နတ်သမီးတန်းပြီကိုသာတွေ့ရင်အကုန်လုံးကိုအမျိုးဖြုတ်ပြမှာဖြစ်ပါတယ်။ပီတာကလည်းသူ့မေအသက်ရှင်သေးလာပြီးတော့နတ်သမီးတန်းပြီမှာရှိနေသေးတယ်လို့ပြောပြတယ်။ပီတာတော်တွေ့ချင်းနဲ့ပြောတော့လူရိုင်းကောင်းဆောင်ကရွေးချယ်ခံရသူတကယ်ဟုတ်မဟုတ်လာပြင်းနေမှာပြန်တမ်းပြနိုင်မှာတော့အမယ်ဆိုပြီးပြောလာပါတယ်။ညကြတော့ကိုမုတ်စိတ်နဲ့သူ့လူတွေကဒိုင်း ုင်းပြင်ဘက်ကိုရောက်လာပြီးတော့ပီတာကိုလိုက်ရှာကြပါပြီအဲ့ဒီမှာပဲရှူးရှူးဖလားဝါနေတဲ့ကိုလုံးကိုတွေ့တော့ချိန်ချောက်လိုက်တာပီတာတို့ရှိတဲ့နေရာအပြင်နဲ့တမီတိုင်းပြည်အကြောင်းကိုပါသိလိုက်ရပါတယ်တိတ်မကြခင်မှာပဲကိုမိုးစိတ်တို့ရောက်လာပြီးတော့လူရိုင်းတွေကိုတိုက်ခိုက်ပါတော့တယ်ခနာနဲ့အကုန်ဖန်ခံတီးသွားကြပြီမြေပီတာကပုန်းလိုက်နိုင်ပါတယ်ကိုမိုးစိတ်ကလူရိုင်းကောင်းဆောင်ကိုနဲ့တမီတိုင်းပြည်ပြနိုင်တဲ့မော်မီပုံကိုတောင်းပါတယ်ခေါင်းဆောင်ကမပြီးတော့တက်ပြစ်လိုက်ပြီးတော့ကေတီကိုလည်းချိန်ချောက်မိပါတယ်ကေတီကိုစိတ်ပူတဲ့ကြော်ကြီးကသူတည်းရယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ချင်းပီတာကငှက်စီပြီးပေါ်လာတဲ့ပြင်ချောင်းငတ်တရားပါကိုမိုးစိတ်တို့လူတွေကိုတမပါတော့တယ်ရုတ်တရက်ကြီးပီတာပြုတ်ကြသွားတော့ကိုမိုးစိတ်ရောက်လာပြီးတော့ပီတာမေကိုသူကိုယ်တိုင်တက်ခဲ့တယ်ဆိုတာ ပြောပြရင်းနဲ့ပီတာကိုပါတက်ဖို့လုပ်ပါရီကန်ကောင်းလို့ကြော်ကြီးတို့ရောက်လာပြီးတော့ပြန်ခဲတော့လွတ်သွားကြပါရီဒါမဲ့ပီတာကကီတီတို့သူ့ကိုလိမ့်နေဆိုပြီးတော့အယမ်းစိတ်ဆိုပြီးတော့ဝမ်းလဲနေသွားပါရီညကျတော့ရေကန်ကိုဖြတ်တဲ့ချိန်ပီတာကိုမိချောင်းဆွဲလို့ခြေသူမနဲ့ကောင်ရောက်လာပြီးတော့ကေတင်လိုက်ပါရီကေတီကလည်းဒီရေကန်ကအမှတ်ဉာဏ်ဖြင့်ထားသူရတာမို့အတိတ်ကကိစ္စတချို့ကိုသိနိုင်နေဆိုပြီးတော့ရင်ငုံခိုင်းပါရီပီတာရင်ငုံလိုက်တော့ပီတာအဖေနဲ့တာကလူသားအတင်ပြောင်းခဲ့လို့တရက်ပဲအသက်ရှင်နေဆိုတာကိုသိလိုက်ရပြီးတော့အမေဖြစ်သူကိုကိုမုတ်စိတ်တက်နေတာကိုပါတွေ့လိုက်ရပါရီတအောင်နေတော့ကြော်ကြီးကတင်မောပြန်တစ်ခုကိုတွေ့လို့သူ့ခပါကိုပြန်တော့မယ်လို့ပြောလာပါရီကေတီကိုလာခေါ်ပေမဲ့ကေတီကနေခဲ့ပါရီပီတာ ာလည်းကွန်မုတ်စိတ်ကိုတက်မယ်ဆိုပြီးတော့ကီတီနဲ့တူတူနေခဲ့ပါတယ်။ကီတီနဲ့ပီတာတို့နဲ့သမီးတိုင်းပြည်တကာဘောက်ကိုသွားတော့မော်မြေပုံကိုရှာတွေ့ထားတဲ့ကွန်မုတ်စိတ်တို့လည်းရောင်းနေနေပြီးတော့ပုံနေကြပါတယ်။တကားဖွင့်မှုတော့လို့ရဲဆိုတာကိုသိလိုက်ရတော့ပီတာတို့စိတ်ညစ်သွားကြတယ်။အမှန်တော့ပီတာဆွဲကြုတ်ကတကားတော့ပဲဖြစ်ပြီးတော့အဲ့ဒါကိုတည်နေတဲ့ကွန်မုတ်စိတ်ကပုံနေရတဲ့ထွက်လာရင်းနဲ့ဆွဲကြုတ်နဲ့တကားကိုဖွင့်လိုက်ပါတယ်။နောက်တော့ပီတာတို့ကိုဖမ်းလိုက်ပြီးတော့နေသမီးတန်းပြည်တဲ့ကိုဝင်ပါပြီ။နေသမီးအသေးလေးတွေကိုမိနေလိုက်ရှုတဲ့အချိန်မှာကြော်ကြီးပြန်အောင်လာပြီးတော့သူတင်မောပြန်တဲ့မုတ်စိတ်တို့တင်မောပြန်ကိုတိုက်ချလိုက်ပါတယ်။ပီတာလည်းကြော်ကြီးတင်မောပေါ်ကုန်ချလိုက်တော့ကီတီကကြံခဲ့ပါတယ်။ကီတီနဲ့ကွန်မုတ်စိတ်တို့ဓာတ်တိုင်ချကြတော့ချိုင်းနာကဝယ်လာတဲ့ကွန်မု စိတ်စပင်သူကကြွကြသွားပါတယ်။အလားကြိုက်တဲ့ကိုမုံစိတ်ကလည်းအရန်စိတ်ဆူသွားပြီးတော့အတကုံချပါတော့တယ်။ခဏနေတင်မောတွေအချင်းချင်းတိုက်ပြီးတော့ကျော်ကြီးတယောက်ကြောက်တဲ့ကိုပြုတ်ကျသွားပါတော့တယ်။ဒါပေမဲ့ပီတာကအဲ့ချိန်ကျမှပြန်နိုင်သွားပြီးတော့ကျော်ကြီးကိုကယ်လိုက်နိုင်ပါတယ်။နောက်တော့နသမီးတွေကိုလည်းဆူလိုက်ရင်လည်းကိုမုံစိတ်တို့ကိုပေါင်းတိုက်ကြပါတော့တယ်။တိတ်မကြခင်မှာပဲကိုမုံစိတ်တင်မောပြန်ကြီးကလည်းကြောက်တဲ့ကိုပြုတ်ကျသွားပြီးတော့ကိစ္စတုံးသွားပါပြီ။ခဏနေတော့ပီတာမသားကြီးဝိညာဉ်ကပေါ်လာပြီးတော့ပီတာကိုလာနှုတ်ဆက်ရင်းနဲ့ပြန်ပြောက်သွားပါတော့တယ်။ပီတာလည်းအုတ်ချုပ်သူဖြစ်သွားတော့ဂီယာကိုတင်မောနဲ့ပြန်လာပြီးတော့မျိုးမျိုးတခြားကလေးတွေကိုပါကျိုးကိုပြန်ခေါ်သွားပါတော့တယ်။လူကြီးမင်းတို့လည်းလူတော်နဲ့တော်ဝက်ဖြစ်နေနိုင်တာမို့လို့တိုက်ဖို့ကနေ 楼下起来加吧。